ေယောဝလုံးပဲမင်္ဂလာနဲ့ကင်ပါဂျွန်လန်သတ်တုံးရနေရမနပါရထူတရမြကိုပထမဆုံးလူရင်တူရှင်တီဆက်တော်မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော် channel ကိုအခုအချိန်ထိအချိန်ပေးပြီးကြီးစုနေတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးများကြည်တီပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တည်င်းလေးတွေစကြရအောင် ဂျွန်လာနစနေယနေ့တွေမလေးတိုင်းမလှိုင်မြို့ပေါ်စီစားတုပ်ဆိုင်တွေတောက်စားမှုယူပြီးကွန်ထရက်ဝေဒီတက်ချက်ကြီးအောင်ဝင်းကိုကိုကို PDF ရေးမိများကလက်နက်များနဲ့အတူအရှင်ဖမ်းမိခေချောင်းတောင်တာမြို့နေပါခဖမတည်င်းထုတ်ပြန်ထားပါတယ်တက်ချက်ကြီးအဆင့်တွေကတော့ပြောစရာမလိုတော့ဘူးရေးမိတွေကကြိတ်တလို့ဖမ်းလို့ရပါပြီခင်ဗျာကောင်းလိုက်တဲ့တည်င်းတို့တည်င်းတည်င်းတာရီမြို့အနီးအချမ်ဖက်စစ်ကောင်စီရဲ့ခမရ950ခုမှ အတမစစ်မှုထန်တတနာဦးတနန်နလတ်ကေယန်ဒွေနဲ့အတူဂျွန်စကူရမှာတနင်းတရီမြုပ်နေပီတုကကွေရဲ့အဖွဲပကပထန်ဆက်တွေ့အလင်းဝင်ရောက်လာပြီးစစ်ကောင်စီကိုပြန်လေတိုက်ခိတ်သွားမယ်လို့သိစီရပါတယ်။ကောင်းလိုက်တဲ့တင်းနောက်တင်းကကြင်မြို့သားအစီအယုံ KNU တပ်မဟာ6နေမယ်မြန်မာထိုင်းနေဆက်လက်ကျန်စခန်းလေးခုအနက်ထိကပလေထိကပလာစစ်တပ်စခန်းကိုဂျွန်22ရက်ညနေပိုင်းတွင်တင်ပြရရှိပြီးဖြစ်ကြောင်း KNU သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ထိကပလေတက်စခန်းကိုတော်လှန်ရေးတပ်များကတိုက်ရိုက်သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီးစစ်ခွေးများမှာခွဲပြီးဝပီထွက်ပြီးသွားသည်ဟုလည်း KNU သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ထိကပလေတက်စခန်းကြပ်ပြီးဖြစ်ရွေမြို့ဝတီမြောက်တောင်ဖက်နေဆက်တွေဥကိထစခန်းဝဲလေမြို့ဟာနဲ့တီတေလေကားကင်းစခန်းတို့သာကြံတော့သည်ကျန်စကားများကိုလည်းမကြမီတင်းပိတ်နိုင်မြင့်အလားလာရှိသည်ဟုလကောက်ကစပြောပါတယ် တိတ်တိုင်းရှုံတိတ်တိုင်းပြီးစစ်ခွေးတွေဘဝကောင်းလေးတဲ့တည်နောက်တည်မလေးမှာဆွေဆိုင်တွေမကြခဏဓမြတိုက်ခံရတာကြောင့်ဆွေဆိုင်တွေဟာလုံချုံရဲ့ပူခရုဆိုင်လာကြောင်းဓမြတိုက်သူတွေဟာအမျိုးသားတွေဖြစ်လက်ရှိတာကြောင့်အမျိုးသားတွေဆွေဆိုင်ထဲဝင်ရောက်တာကိုကန့်တတ်တာတွေရှိလာကြောင်းမြို့ခံတွေကပြောဆိုထားပါတယ်ချက်မြတ်သားစီမြောက်နေထဲကဆွေဆိုင်တဆိုင်ဆိုရင် အမျိုးသားများလုံးဝမဝင်ရဆိုပြီးဆိုင်အဝေးမှာ final နဲ့ချိန်ထားကြောင်းမြောက်ခံတွေကပြောဆိုထားပါတယ်။အမျိုးသားတွေဆိုရင်ဝင်မရဘူး။အပြစ်မှာပဲထိုင်ဆောင်ရတယ်လို့တွားရဝေယူဖို့သူတို့ကပြောဆိုထားပါတယ်။တချို့ဆွေဆိုင်တွေကတော့အမျိုးသားဝင်ခွင့်ပေးပေမဲ့စိုက်ကယ်ဥထုံဆောင်တာမျက်မှန်တက်တာမစ္စတာတာတွေဆိုရင်ဝင်ခွင့်မပေးဘူးလို့မြောက်ခံတွေကပြောဆိုထားပါတယ်။မန္တလေးကတော်ဆိုးတယ်နော်။စစ်ခွေတွေကအောက်ချော်လုံးမရတော့ဘူးဆိုတော့ အဲ့ဒီတခုတမရတွေလည်းမျိုးစိုးထီတွေပဲဖြစ်မှာပေါ့ကွာစီခွေးတွေပဲဖြစ်မှာပေါ့မြုပ်ကြီးတွေကိုဘဘငါတို့လှိုင်ကမထင်းချောက်နိုင်ဘူးဆိုတာကိုပြတ်သားတာဖြစ်ပါတယ်နောက်တည်းမြန်မာနိုင်ငံအနှံ့တွေ2025ခုနှစ်ဇွန်လဒုတိယအပတ်အတွင်းတော်လှန်ရေးတပ်ဖွဲ့များထံစစ်ကောင်စီတပ်သားစုစုပေါင်း53ဦးအလင်းဝင်ခေချောင်းပြည်သူ့ပန်းတိုင်အဖွဲ့ကကောက်ယူထားသည့်စည်ရင်းများ၌ပေါ်ပြထားပါတယ်၎င်းအလင်းဝင်လာသူစစ်ကောင်စီတပ်သား53ဦးသည်တနင်္သာရီတိုင်း၄ဦး ပကူတိုင်းလေးဦးကချင်ပီနေတုံးဦးမကွေးတိုင်းတဦးရန်ကုန်တိုင်းတဦးနဲ့ရခိုင်ပီနေတွေလေးစေဦးဖီပီစကိုင်းတိုင်းတွေလည်းရေးတဦးအလင်းဝင်ခေချောင်းပေါ်ပြထားပါတယ်အစူပါအလင်းဝင်တူငါစလဲဦးအနက်31ဦးဒီစကောင်စီအမတရားစစ်မှုထမ်းဥပဒေကြောင့်တတတိစုဆောင်ကံရသူများဖြစ်ကြောင်းသိရှိရပါတယ်94ဦးနေတာမှမဟုတ်တာကွာကောင်းလိုက်တဲ့တတင်းနောက်တတင်း ေယဝတီတိုင်းရေချီမြုပ်နေငတိုင်းချောင်းမြုပ်စီကျေးရွာများမှဘီတူများအနေဖြင့်ထောက်ခံစာပါမှတာရေးဝယ်ယူခွင့်ရှိကြောင်းသိရပါတယ်။ဈေးဝယ်ယူခွင့်ထောက်ခံစာတွေရဆွေးနဲ့ပစ္စည်းအမျိုးအမီအခြေအတွက်များပါအတိအကျပြုတ်ပြီးမှထောက်ခံပြုတ်လောက်ပေးနေခြင်းဖြစ်ကြောင်းသိရပါတယ်။ငါတိုင်းချောင်းမြုပ်ကိုဂုံလန်ကနဲ့ရဲဝေလာတဲ့အခါစစ်ခွေခွေရဲခွေပြုံတွေကကိတ်တိုင်းမှာတာပီစစ်တာ ကန္နာစိတ်မှာအတင်းအချက်ဆုံးပဲဟုငတိုင်းချောင်းမြုပ်နေဒေတာခန်တူကပြောဆိုထားပါတယ်။နိုင်ငံတားစစ်စေးရဲ့ကပြအမှတ်နဲ့တွားရောက်ဝေယူမိမြို့နာမီကူပါအတိအကျစရင်ပေးမှသာစစ်ကောင်စီလက်အောက်ခံအောက်ချုပ်ရေးမှုအဖွဲ့ကထောက်ခံစာပြောလုပ်ပေးကြောင်းဒေတာခန်မြတ်ထံကသိရှိရပါတယ်။ငကြောက်တွေငကြောင်တွေဘာမှမဆိုင်တဲ့ပြည်သူတွေကိုတမင်တက်တက်ကိုဒုက္ခပေးနေကြငါလုံးမသားတွေနောက်တည်း စကိုင်းတိုင်းခင်ဦးမြုံနေပင်းထောင်ပြိုဆိုထီရွာမှာဂျွန်း27ရက်ကစစ်သားချင်းချင်းပိကလောဘူချီတကောင်နဲ့တက်ဆိတ်မှုတကောင်တေဆုံခေပီတူတော့ကူတချိုရွာမှာလဲဒရုန်းနဲ့ဘုံချိခံရတယ်လို့သိရှိရပါတယ်ပင်းထောင်ရွာအနီးဒေတာခန်တယောက်ကနေခင်းနနာယီနီပါကပင်းထောင်ရွာအတွင်းထဲကနေလက်နပိတန်နှချက်ချလိုက်ရတယ်ဘာဖြစ်လဲဆိုပြီးပင်းထောင်ရွာကအတိတယောက်ကိုဖုံးဆက်ပြီးလှမ်းမိကြည့်တယ် အဲ့ဒီမှာစစ်ဘူးတအူးကိုတက်ဆုမှုအစင်ရှိတဲ့စစ်သားကမကျေနပ်လို့ပိတ္တတကနဲ့တနတ်တန်ထွက်ရတာလို့ပြောတယ်ဗျစစ်ဘူးအစင်ရှိသူကိုပိတ္တရမလားဆိုပြီးတတအစင်ရှိသူကဘုကူပိတ္တတဲ့တက်ဆုမှုကိုတခါပြန်ပိတ္တတာလို့တီးရတယ်လို့ပြောပါတယ်ပင်းထောင်ရွာကိုတော်လိုက်ရဲတပ်ဖွဲ့တွေကနှစ်နှစ်ကျော်သုံးနှစ်နီးပါးစာနေရိတ်ခလန်ကြောင်ဖြစ်တော့ထားလို့စားစရာမရှိတော့ဘဲရွာအတွင်းကမိသားစုဝင်အချို့ဟာ ယောပင်ထပီကကွေရဲ့အဖွဲ့တွေစီအငင်းခံသွားတာတွေရှိတယ်လို့ဆိုပါတယ်။အဲ့ဒီလိုအငင်းခံတာကိုတက်စုမှုကယောအပင်ထခုပြောက်တာကြောင့်ဘူဂျီကအဲ့ဒီတက်စုမှုကိုအချောက်စေရချအပိပိခဲ့ပြီး၆ရက်ပြီးတဲ့နဲ့အချောက်ကနေထွက်လာချိန်မှာဘူကိုတပစ်လိုက်တာလို့သိရပါတယ်။တေဆုံအလောင်းနှလောင်းကိုနမခကနေလေဂျင်နဲ့လာတယ်မေလို့တရင်ပြန်လွန့်တယ်။တကယ်ရောလာတယ်လားဆိုတော့မတည်ဘူးလေ။ ညနေလေးနာရီလောက်ကြတော့ပင်းထောင်တင်ချိုင်မှာမိတကျူတယ်လေအိဒါကိုကျွန်တော်တို့တော်လှန်ရေးအဖွဲ့ကဒရုန်းရင်ထဲဘုံတီချတိုက်ခိုက်ခဲ့တဲ့တယ်အဲ့ဒီမှာလဲထိခိုက်တဲ့ဆုံတာတွေလဲရှိနိုင်တဲ့တယ်လို့ပြောဆိုထားပါတယ်တေဆုံသူတွေဟာဘူချီဂျိုတူလှိုင်နဲ့တဆုမှုအောင်ကူပြောတော့ဖြစ်တယ်လို့သိစီရပါတယ်အဲ့ဒီပင်းထောင်ရော်မှာစစ်ခွေးစေကောင်ပဲရှိတယ်တကောင်ကတော့မိုက်ဆွေပြီးတေဆုံသွားပြီးတယောက်ကတော့တော်လှန်ရေးဘိုးတွေစီမှာလင်းဝင်သွားတာဖြစ်ပါတယ် စေကောင်ထဲမှာနှကောင်ရုပ်သွားပြီးမှရှိကောင်ကျန်တာဖြစ်ပါတယ်။စီကောင်ထဲမှာအကြီးကောင်နှကောင်ပါသွားပြီးဆိုတော့ချုပ်ကောင်ပဲကျန်တာဖြစ်ပါတယ်။ကောင်လိုက်တဲ့တတင်းနောက်တင်းဒေါအောင်ဆန်းစုကြည်အတွက်မွေးနေစုတောင်းစာကိုလူမှုကိုရက်ပေါ်တင်တာကြောင့်ဆိုပြီး AOT တိုင်းပတိမြုပ်နေငွေဆောင်မြုပ်ကအမျိုးသမီးလေးယောက်ဂျွန်းစကူရညနေပိုင်းကဖန်စီခံလိုက်ရတယ်လို့ဒေတာခန်တွေစီကတီးစီရပါတယ်ဒေတာခန်တယောက်ကမဇဇာစုတဲ့အမျိုးသမီးတယောက်အပါအဝင် လေးယောက်အဖမ်းခံရတာ ကြေးရွာဖက်ကနေယောက်နဲ့ရက်ွက်ထက်ကနေယောက်အဖမ်းခံရတာကျန်တဲ့သူတွေရဲ့နာမည်တွေတော့မသိဘူးလို့ပြောဆိုထားပါတယ်မင်းတို့ကအမေစုကိုကြောက်နေတာကိုကျွန်တော်မအံ့ဩဘူးမင်းတို့တွေကစာမတက်ပေမတက်ဖြစ်လို့အမေစုရဲ့ပညာကိုမမီလို့အဲ့လောက်တော့မင်းတို့ကကြောက်နေတာမထူးဆန်းပါဘူးလို့ဂျူလာ23ရက်နေ့ရဲ့မနက်ပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲခေတာဆိုရင်တော့ကျွန်တော်တို့ပထမဆုံး ကိုသူလေးတက်မတော်ဘူးချုပ်ကြီးစိုးနေတာဘူးမြပြောသွားတဲ့စကားကိုတစ်ချက်လောက်နားဆင်ကြည့်အောင်အရေးကြီးအရေးကြီးကြီးတာတစ်ခုကတော့နိုင်ငံရေးလမ်းစဉ်မှန်ရမှာပြီးတော့ပြောပြောတဲ့အတိုင်းကျွန်တော်တို့လောက်ရမှာအခြေခံဥပဒေကတော့အရေးကြီးတယ်တော့တိုင်းရင်းသားအတွက်လည်းကျွန်တော်တို့အားလုံးလည်းစွတ်စွတ်စစ်စစ်ရှိရမှာပြီးတော့ဒီမိုကရေစီအဖွဲ့အစည်းလည်းကျွန်တော်တို့လည်းလက်တွဲရမှာဘာဖြစ်လဲကျွန်တော်တို့ဒီမှာဒီဒီဒီ ဗမာပြည်မှာနေလို့ရှိရင်တော့အားလုံးကတော့ဟိုအပြားအကွဲပြားနဲ့ဟိုလုပ်လို့ရှိရင်တော့ဘယ်မှအောင်မြင်မှုကမရှိဘူးဒီမိုကရေစီခွင့်ရင်လည်းရှိရမယ်ဟိုတိုင်းရင်းသားခွင့်ရင်လည်းရှိရမယ်တပြည်လုံးအတိုင်းတိုင်းလည်းညီညွတ်မှုရှိရမယ်ပြည်သူလူထုကိုကျွန်တော်ပြောချင်တာတော့အားမလျှော့နဲ့ကျွန်တော်တို့ဟိုအခုအချိန်ကအရေးကြီးတဲ့အချိန်ပါလေကျွန်တော်တို့စွတ်စွတ်စစ်စစ်လက်တွေ့ပြီးတော့ အောင်မြင်မှုအတွက်ကျွန်တော်တို့လုပ်ရမယ်။ကြက်ကြက်ရတော့ရှိရရှိတယ်။ဘယ်လိုဖြစ်ဖြစ်ပေါ့ကြက်ကြက်ရှိပြီမဲ့လည်းကျွန်တော်တို့ဒီမှန်းချက်ရှိရှိနဲ့ကျွန်တော်တို့နိုင်ငံရေးညီမရေးရှိရှိနဲ့ဟိုညီကိုတွေလက်တွဲပြီးဆိုရင်တော့ရမှာပဲ။တေးချတာပေါ့ကွာဘူချုပ်ကြီးဟာဒါလေးစားပါလေ။ကြည့်တာဆိုရင်တော့ no video ဘူမိတ်ခေရဲ့ interview ကိုတစ်ချက်လောက်ရှုကြရအောင်။ အခုရဲ့ဒီမြင်းကျန်ဘလတ်တိုက်ကတက်ဖွဲ့ကဒီဖလန်းမျိုးသိန်းတိုက်ပွဲနဲ့အခြားဒီမျိုးသိန်းတိုက်ပွဲတွေမှာလည်းအာဒီတိုင်းသားလက်နက်ကိုင်တော်လိုင်းတက်ဖွဲ့တွေဒီမဟာမိတ်တွေနဲ့အတူပေါ့နော်စစ်ကောင်စီကိုတိုက်ခိုက်ခဲ့တယ်ဆိုတော့ဒီအညာဒေတာနဲ့အခြားဒီတိုင်းသားဒေတာတွေရဲ့အာစစ်ရေးအလားအလာအပေါ်ကောဘယ်လိုမျိုးမြင်လဲပေါ့အဲပုံမှန်လင်းပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနည်းနည်းတော့ပေါ့နော်အဲလူငယ်တွေကြည့်ဆိုတော့နည်းနည်းသိရမလားကျွန်တော်တို့အတွေးတွေကတခါတလေကြတော့လဲအဆုံးရောက်နေတာဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တစ်ခုလို့လည်းပြောလို့ရတယ်ကျွန်တော်တို့ဒီတက်တော်တော်များများဒီ IA ကိုတက်ပြီးဆင်းလာပြီးတော့တိုက်တဲ့ချိန်ဒီဘောနာဆောင်းဆောင်းကြတာများတယ်ကျွန်တော်တို့ဒီ MPT တက်အနေနဲ့ကတော့တလူမဆောင်းမှာမဟုတ်ဘူး IA တပ်မှာသွားကူတိုင်တိုက်တယ်မယ်သွားကူတိုင်မယ်အခုလေးပေါင်းတိုက်နေရရှိတယ်သွားကူတိုင်မယ်အဲ့ကနေပြီးတော့စစ်ပညာတွေစစ်အတွေ့အကြုံတွေများစွာယူမယ်လက်သက်ခရမ်းကူညီတွေယူမယ်ပြီးရင်ညာရီသားမှာကျွန်တော်တို့အညာသားတွေဥဆောင်နဲ့တက်ရှိတဲ့နယ်တွေကျွန်တော်ထင်တယ်ဗျ အညာဒီသားမှာဟုတ်တယ်ဟုတ်တယ်အညာကိုကူစားပြုတဲ့တက်မရှိဘူးဆိုတဲ့ရွေးရတော့ကျွန်တော်တို့ကိုယ်ကိုယ်ရေးမှုပေါ့မဟုတ်ဘူးအချိန်လာလာတွေလည်းကောင်းလာမှာမဟုတ်ဘူးအညာကိုကူစားပြုတဲ့တက်ရှိတယ်နေလို့ထင်ဒါကြောင့်မလို့ကျွန်တော်တို့အညာဒီသားမှာကျွန်တော်တို့ဘောနောဘောနောဥဆောင်ပြီးရောဘောနောအညာဒီသားမှာအညာတက်တစ်ခုကဥဆောင်ပြီးရောမြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်တာကိုကျွန်တော်တို့လိုချင်တယ်အဲ့လိုဖော်ဆောင်မဲ့တက်ရှိတယ်ဆိုရင်လည်းကျွန်တော်တို့ကဝိုင်းကူပေးဖို့အဆင်တင်မယ်ဟဲ့တော်ပဲဒီပါရွေးနေမှာမဟုတ်ဘူးဒါပဲအဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းကျွန်တော်တို့ဘောနောစိတ်တက်ကမိတ်တယ်ကျွန်တော်တို့ဒီစံပြတစ်ခုအနေနဲ့ကျွန်တော်တို့ ရောက်အောင်တိမ်းမှာမြို့ကိုရောက်အောင်တိမ်းမှာအညာတက်တွေအအညာမှာရှိတဲ့တက်တွေကဟိုတော့အညာကိုရောက်အောင်တိမ်းနိုင်နေဆိုတဲ့အနေထားစစ်ကောင်စီကိုပေါင်းပေါင်းခြောက်လှမ်းနိုင်နေဆိုတဲ့အနေထားအထိရောက်အောင်ကျွန်တော်တို့ကြိုးစားသွားဖို့ရှိပါတယ်ဟုတ်ကဲ့ပါဒီစစ်အာဏာသိမ်းမှု၄နှစ်ကျော်ကာလရှိလာတဲ့အချိန်ပေါ့နော်ဒီစစ်ကောင်စီရဲ့နိုင်ငံရေးစီရေးအင်အားပါဝါအပေါ်ရောဘယ်လိုမျိုးရှုမြင်သုံးသပ်ပါတယ်လဲရှင်အဲဒီကတော့ကျွန်တော်တို့အသိပြီးရောအဲ့ဒါကိုခေါင်းနဲ့မထည့်ဘူးကြာခေါင်းနဲ့မထည့်ဘူးဆိုတာလက်ရှိလို့စဉ်စစ်ကောင်စီအသက်ဆက်တာတရုတ်ကြောင့်လို့ပဲကျွန်တော်ထင်တယ် ဒါပုပ္ပလင်းလင်းပဲပြောတာပေါ့နော်။ဘာကြောင့်လဲဆိုတော့လက်ရှိတလို့အစ်မကျွန်တော်တို့ဒီဤရောက်တက်ဘက်မပြောနဲ့အညာဒိသမှာတော့သူတို့မှာသူတို့မြို့ပဲကျန်တော့တယ်လေ။ကျန်တဲ့နေရာတွေကျွန်တော် EC ပဲ။တခါလေမြို့ထဲတောင်မှကျွန်တော်တို့အဖေကြီးပါညာသွားတောက်တာရှိတယ်မြို့ပြားရှိလို့ရှိရင်။လူမျိုးနေထားရဆိုတော့ကျွန်တော်တို့အဲ့ဒါကြီးရတယ်ကျွန်တော်တို့ခေါင်းထဲမှာတိတ်မရှိဘူးကြ။ဘာလို့လို့ဆိုတော့အဓိကကဘောနော်စစ်ပါဝါကြီးတိုင်းဘောနော်လက်နက်အင်အားကြီးတိုင်းနိုင်ကြီးဆိုလို့ရှိရင်ကျွန်တော်တို့ကလက်နက်ရှိတဲ့လူကိုပဲကျွန်တော်တို့ဘောနော်အမြဲတမ်းလေးပြုနေရမှာပေါ့။ဒီကြတော့တခုတော့ဒီလူကရေးကြီးတော့မှာ။ ဟုတ်တယ်ပြုစံနာမပါတယ်မယ်ဘယ်ຢာမှမရအောင်ဘယ်ຢာမှမကြော်နိုင်ဘူးဘောနော်အနည်းနဲ့အများပဲရှိလဲအချိန်ကာလဘောနော်ဒီကြာတခုကတော့ပြည်သူပြည်သူကသူတို့ကိုလက်မခံဘူးအဲ့တော့ကြောင့်မို့သူတို့ကကြာကိုကြာဆုံးရမယ်သူတို့ဘယ်သူလက်နက်ဘယ်လောက်ရှိရှိလူဝင်ကဘယ်လောက်ရှိကျွန်တော်တို့ဂီယူမဆိုင်ဘူးဒီကြာတခုကတော့ဒီပွဲကကျွန်တော်တို့ကလူဝင်ကနဲ့တိုက်နေတာမဟုတ်ဘူးစိတ်သက်တွေနဲ့ရင်းခံပြီးတိုက်နေတယ်ကျွန်တော်တို့ညာလာဗျလက်နက်တွေပုံပြလိုက်ကြီးတွေပုံပြလိုက်ပါလားပြီးညာကြာပြီလေနော်ကျွန်တော်တို့ကျွန်တော်တို့ကကျွန်တော်တို့ကစိတ်တက်နဲ့တိုက်သူတို့ကလက်နက်နဲ့တိုက်ဒီကြားမှာကျွန်တော်အားပြိုင်နေတယ်အနေဒါတခုဖြစ်ဖြစ်ချင်းနဲ့ကျွန်တော်တို့ညာတက်တွေလက်နက်တွေကောင်းလား စီးအတွေ့အကြုံတွေများလာအခုသူတို့ပဲရှုံးနေရတယ်ညာဒေသမှာဆိုရင်ပွဲတွေကြည့်တာအများအဲ၁၀ပွဲဆိုလို့ရှိရင်၉ပွဲလောက်ကသူတို့ပဲရှုံးနေအဲ့လိုမျိုးအနေထားတွေအများကြီးရှိတယ်ကျွန်တော်တို့တိတ်ပြီးတော့ဂီမဆိုင်တော့ဘယ်လောက်ပဲအင်အားကြီးကြီးဂီမဆိုင်ဟုတ်ကဲ့ပါဒီလိုမျိုးစစ်အာဏာသိမ်းမှုကြောင့်ငငယ်ရွယ်ရွယ်နဲ့လက်နက်ကင်တော်လှန်ရေးအဖွဲ့ဒီရဲဘော်ရဲဘက်တွေကိုဥဆောင်ရတဲ့အခါမှာဒီပိုမိုက်ခဲကျင့်တဲ့စန်တန်ဖိုးတွေရှိမလားဘာတွေဖြစ်မလဲရှင်ဟုတ်ကဲ့အဓိကအဖြစ်တော့ကျွန်တော်ရဲဘော်တွေကိုဒီဘယ်လိုရိုက်တာလို့ငောက်တာလို့ကျွန်တော်ရှားတယ် ရှားတယ်ဆိုတော့ကျွန်တော်တို့ဒီအဓိကသူတို့နားလဲအောင်ပဲပြောပြတယ်အဓိကသူတို့ကျွန်တော်တို့ပြောပြရဲရှင်မှာပါလဲဆိုတော့ကျွန်တော်တို့ဒီအများကြီးတိတ်မပြောဘူးကွနော်ကုချင်းစတရားပေါ့မတူတာငားနေရမှာရှင်နေပေါ့အဲ့လိုပုံစံမျိုးတွေနဲ့အဲကျွန်တော်တို့သွားတာရှိအဓိကသူတို့နားလဲတဲ့နားလဲအောင်ပေါ့နော်ကျွန်တော်တို့တုံတင်သွားတာရှိဒါပေမဲ့ဒီကြတာတစ်ခုကတော့ဒီဓာတ်ကင်လာတဲ့လူတို့ကျွန်တော်တို့မေတ္တာတော့ရွတ်ပြလို့မရဘူးဆိုပေမဲ့လို့အလင်းတ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 ို့ပေါ့ဘာလို့ဆိုတော့မိပေါင်းသားတွေတော့ကျွန်တော်တို့မိပေါင်းသားတွေဆိုတော့ကျွန်တော်မထထောင်သားတွေဆိုတော့ကျွန်တော်တို့အဲဘောနော်အမျိုးမျိုးသောဘောနော် လူမှုပတ်ဝန်းကျင်လာတဲ့ပေါ်တော့ရဲဘော်ရဲဘက်တွေများအဲ့တော့ကျတော့သူတို့ရဲ့ GI တွေကိုကျွန်တော်တို့ကတညီသေးပေါ်တော့ကျွန်တော်စစ်သားဖြစ်တဲ့တော့ကြောင့်မတွေးတတန်တမိန်နဲ့အဲ့လိုမျိုးဖြစ်အောင်ကျွန်တော်ဖြည်းဖြည်းချင်းနဲ့ပေါ်တော့သူတို့ရိုက်ရိုက်ရိုက်သွင်းရတာရှိတယ်အဲဘယ်လိုပြောမလဲနည်းနည်းမြင့်နေတဲ့လူဆိုလည်းပြန်နည်းနည်းလေးပြန်လျှော့ဘူးအနိုင်နေတဲ့လူဆိုလည်းနည်းနည်းလေးပြန်သွားဘူးဒီပုံစံဆန်ဆန်လုံးကြီးအောင်သွားရတဲ့အားအားကြီးရှိအဓိကကတော့ကျွန်တော်တို့ဒီအဲဘယ်လိုပြောမလဲအမိန်စစ်မိန်ဆိုတာကျွန်တော်တို့တက်မှာ၃နာရှားတယ်တာဝန်ချိန်နဲ့စစ်မိပြန်ရလို့ရင် ကျန်တဲ့အချိန်မှာကျွန်တော်တို့ညီတို့ကိုလိုသွားတယ်ညီကိုမောင်နှမလိုသွားတယ်အဲဘောပေါက်နားလေအောင်ပေါ့နော်သွားတာရှိတယ်ကျွန်တော်တို့ဒီပြောင်းပြန်ပြကျွန်တော်တို့ဒီရဲဘော်ဘွားမှာကျွန်တော်ဆရာကြီးရဲ့မျက်နှာကိုပြန်ကြည့်ရတယ်သိရမလားငါဆရာကြီးဆင်ရောပြေလာမျက်နှာကောင်းရဲ့လားဆိုကျွန်တော်ပြန်ကြည့်ရတယ်ဟုတ်တယ်ကျွန်တော်တို့ပေါ့နော်ခေါင်းဆောင်လေးဖြစ်တဲ့အချိန်မှာတော့ကျွန်တော်တို့ကရဲဘော်ရဲ့မျက်နှာကိုပြန်ကြည့်ရတယ်ကျွန်တော်တို့သူတို့အနေထားကိုခြုံကြည့်ရတယ်ပေါ့နော်ငါရဲဘော်မျက်နှာမကောင်းဘူးပေါ့ဘာဖြစ်တာလဲသူပြောလို့ရှင်မပြေဘူးဆိုရင်တယောက်ချင်းကျွန်တော်တို့ခေါ်မေးရရှိတယ်ညီလေးဆင်ပြေတာဘလို့ဘလို့ချင်းနေရှိတယ်ဘာဘာဖြစ်လို့လဲပေါ့ ချူကြောင်လည်းမိသားစုဆင်မပြီးအားရှိတယ်။အခုကြီးတွေကဆောင်းဆောင်းဆိုတာ။အဲကိုတို့အခုမဘူတောင်းကြည့်မယ်။မဘူတောင်းပြီးတော့ကြောက်ကိုတို့ကုညီပေးမယ်။ဒီပုံစံလေးနဲ့ကျွန်တော်တို့သွားရတာရှိတယ်။ဘာလို့လဲဆိုတော့စစ်တိုက်တဲ့ရဲဘော်တွေပျော်ရွှင်မှအဆင်ပြေမယ်ဒီနော်။အဲတော့ကြောင်တို့တို့မိသားစုခက်ခဲလို့ကျွန်တော်တို့တခါတော်လိုင်းငွေတော့ကျွန်တော်တို့လုံးဝသုံးမှာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့မုံဘူးတွေတည်းကလည်းကျွန်တော်တို့ပြန်ပြီးတော့အဲကုကြရရှိ။အဓိကကျွန်တော်တို့ကဒီစစ်မိန်ကြောင်လှုပ်လှုပ်ရတယ်ဆိုတာထက်ဘောနော်ကျွန်တော်တို့ဒီပြည်သူအတွက်ဘောနော်ကျွန်တော်တို့အဲအကောင်းဆုံးပေးဆက်မယ်။ဆရာနာရှင်ကိုတွန်းလှန်နိုင်မယ်ဆိုတဲ့စိတ်လေးရှိတယ်။ပြီးရင်ကျွန်တော်တို့တက်ထဲမှာဆိုလို့ရှိရင်ရဲဘော်တယောက် အဲရဲဘော်တွေကိုမာမေးရဲဘော်တွေအဲကိုရဲဘော်တွေကိုဆွဲနေကြာသွားတဲ့ရဲဘော်တွေလည်းရှိအဓိကဘာကကာဝချီကံပြကျင်တာလဲဆိုလို့ရှိရင်ဒီကြတာတစ်ခုကတော့ကျွန်တော်တို့အားလုံးဒီ CC လုံးလုံးရှိတယ်တယောက်ပေါ်တယောက်တစ်စားရှိဒီပုံစံနေဖြစ်အောင်ကျွန်တော်တို့ကအဓိကအဖြစ်မြေတားနဲ့သွားရတာပုံများပါတယ်စစ်မိတ်ဆိုတာကတော့မင်းအောင်လိုက်စစ်တပ်မှာလည်းစစ်မိတ်ရှိတယ်စစ်မိတ်ဆိုတာစိတ်စိတ်မပိုင်မရဘူးဗျအင်းဘူမိတ်ခေကတကိခေါင်းဆောင်ကောင်းဘူမိတ်ခေလူမျိုးကျွန်တော်တို့နိုင်ငံမှာအများကြီးရှိတင်တယ်ခေါင်းဆောင်ကောင်းဆိုတာအဲ့လူမျိုးအညာကတဲ့ရင်တွေစိတ်တူချင်းစုပြီးမှ စစ်ဦးစီးချုပ်ကိုရွေးတင်ပြီးအဲ့ဒါဆိုရင်တော့အညာကမြုပ်တွေကိုတမြုပ်ပြီးတမြုပ်လာပါပဲအညာသားတွေကကျွမ်းတယ်လက်ဖြောင့်တယ်တတိရှိတယ်ကျွန်တော်တို့တော်လှန်ရေးအတွင်းမှာကြည့်အညာမှာစစ်ခွဲအတေဆုံးပဲတနေ့မှာတကောင်မတည်တဲ့နေ့မရှိဘူးအဲ့ဒါကြောင့်အညာသားတွေကိုကျွန်တော်တားလေးစားတယ်စိတ်တူချင်းစုပေါင်းချက်ဦးစီးချုပ်တွေထားမြုပ်တွေကိုစော်လိုက်အဲ့ဒါဆိုပွေးပြီးပြီအဲ့ဒါကိုကြံပေးချင်တာပါကြည့်ဒါဆိုရင်တော့နောက်ဗီဒီယိုစစ်ဘူဟောင်းအိုဒီအောင်ကမြေအောင်လှိုင်ကူတရားပြရွေ့ နာချက်ဆုံးမှခံတစ်ချက်လုံးနားရှင်ကြည့်အောင်ပြောင်းမြန်နေရတယ်လို့အဲ့အကျိုးဘာဖြစ်ဘာဒီတပီလုံးဗျံမဲ့ထားတာဖြစ်မင်းကငါအမှန်မြင်စေခြင်းနဲ့မင်းလှုပ်ထားတဲ့ကြောက်တုံးကြီးကမင်းကိုအမှန်မြင်နိုင်အောင်ဘာမှမလုပ်ဘူးနော်ဇီဒီကိုဘုရားအဆုံးမကွယ်မင်းသိအောင်လို့မင်းညမတက်တယ်မင်းညမကိုမေးကြည့်ငါဘာပြောခဲ့လဲဘုံတမ်းမြဲမိမအေးတော်ကြီးပြောလို့ ငါ့ကိုတရားစကားပြောတယ်ငါဘာပြောခဲ့လဲဆိုမင်းမေးကြည့်လိုက်ငါအဲ့ဒီကပြောခဲ့တာအခုတည်းဒီဒီတိုင်းလဲငါတို့စစ်သက်ကတည်းကတင်နေလင်းနေတာလူတတ်တဲ့ပြင်ရတယ် mindset ကိုပြောင်းလို့ပဲတော့တစ်ချောက်တစ်ခွန်တင်အောင်ငါ့ကိုငင်းငပိကျော်ပို့ပေးမယ်လို့ရှိလာလို့ပြောတယ်အဲ့တော့မင်းမှလည်းစိတ်ကောင်းနည်းနည်းပါးပါးရှိနိုင်တယ်လို့ငါယူဆတယ် လူစားရဲအဲ့လိုတိမ့်မယ်လို့ဖြစ်မယ်အချက်မင်းစိတ်ကောင်းဆွဲထုတ်ပြီးတော့မဖြစ်ပါသေးဘူးဆိုတော့စေချင်တယ်အချိန်ပေါင်းများလာပြီဥပမာလေးလူတွေတောက်တောက်နေသေးတယ်ပိုးမဲ့အိမ်မဲ့တွေဖြစ်တယ်မီးတွေလောင်စစ်တပ်ကလည်းပြင်ကြည့်လိုက်ဝီစီထဲရောက်တယ်တခါမှမဖြစ်ဘူးဘုရားအဆုံးအခြေခံကတီလာနော် ရတရားခြေတော်မဟုတ်ဘူးတကူမဟုတ်ဘူးနော်အဲ့ဒါသိအောင်လို့ဘုတော်ဆန်းစစ်အသက်80နှစ်မွေးမင်းကအဓိကပြောကြတာဒီလောက်လောက်တိုင်းပြည်အတွက်အချိုးရှိမှခေါဆောင်ကောင်းဖန်ထုံချစီတိုင်းပြည်လုံးမင်းမီးလုံတိုက်အတွင်းနဲ့အလုတ်ကနေရက်တော့ဘုံဆန်းစစ်ကြီးကိုလွှတ်ပြီးတော့ တိုင်းပြည်ကောင်တိုင်းပြည်မီးလောင်တော့မီးငြိမ်နိုင်တဲ့အလုပ်တွေလုပ်တော့ဇက်နဲ့ငြိမ်ချင်တော့ဘုရားမင်းလုပ်နေအမိတာအမွေခံဖြစ်အောင်မလုပ်နဲ့ဒီလောက်လောက်လူတက်နေတော့တော်လိုက်တော့အင်မတန်ကောင်းတဲ့ဘုရားအစုံမှာရှင်မကြီးလည်းရောက်တော့မင်းရောက်ဖို့မင်းကြီးတမ်းမြင့်ပထမဆုံးဘုရားကြီးလာတော့ငါးစီလား အာတင်နေတဲ့ဗုဒ္ဓအဆုံးမကြီးသူကလိုက်လုပ်နေတယ်လို့ပြောတယ်။ငါကသူ့ပြောတာမင်းကောလိုက်လုပ်ပေးမလို့သူ့ရှင်မကြီးတော့ထိုးပြီးတော့မင်းဒီထဲရအောင်ထဲမင်းကမင်းလို့မင်းဒီထဲရအောင်ထဲမယုံမေးကြည့်အဲ့ဒါပထမဆုံးကသူကတိုက်ခန်းနေတယ်။မင်းကတော့တစ်ချက်လောက်ကြည့်လိုက်တယ်တိုက်ကြီးတိုက်ကာကြီးနဲ့ဖြတ်။အဲ့ဒါလူတစုလောက်ပဲလာတယ်။ဒေါ်ဆန်းစစ်ကြည့်လို့တော့တတိုင်းပြည်လုံးအခု ငါတို့နေနေနိုင်ငံဖြစ်တယ်အဲ့တော့တကယ်အများအကျိုးလုံးလိုက်တကယ်ဘုရားအဆုံးမမတရားတာတွေမလုပ်လူတတ်တာမတရားဘူးခေါင်းနဲ့တော့ပြောသွားတာဆုံးမသွားတာဒါမိတ်တဲ့ကြည့်ဒါဆိုရင်တော့ now video တတင်း link ပြန်ချရဲက PDF အလင်းဝင်တဲ့သူတွေစုပြီးထုတ်ပြန်တဲ့ video တစ်ချက်လောက်နားဆင်ကြည့်အောင်ဟာထားမယ်ကျွန်တော် PDF ထည့်ရောက်သွားတာ2020ဒီနှစ်7လပိုင်းတော့ပါရောက်သွားတာ မျက်နှာဖက်ပလောင်ကြီးရောမှာတကယ်ကြီးနေနဲ့ဘောလုံးတက်နေတဲ့အချိန်မှာဒီရက်ကလာတော့ comfort ဆောင်းသွားပါရင်းမပင်မျိုးနဲ့မြောင်းလုံးတော်လိုက်နေတာမှာ comfort ဆောင်းသွားပါတယ်ကျွန်တော်တင်တဲ့24ရက်တက်ခဲ့ရပါတယ်ဗျာမင်းချက်တောင်းနဲ့ဆက်ဆောင်ရပါတယ်ယူကျွန်းလာတော့ကြက်ဖက်တာလည်းဘာမှမလုပ်ခဲ့ပါဘူးမိတက်ရှင်းလေကြက်ဖက်တွေရဲ့ဒက်မိုင်းခေါင်းဒီ वाली မျိုးချက်ပြီးခဲ့တာကျွန်တော်မကြိုက်ဘူး။ညာဘက်ဒီလိုအိမ်ရဲ့အချိန်မှာကျွန်တော် ဖတ်ပြခဲ့တဲ့ရင်းဝင်ရောက်ရှိခဲ့ပါတယ်ကျွန်တော်မိသားစုနဲ့ပေါင်းအောင်ပေါင်းဝင်လှုပ်ရှားတစ်တလုံးလှုပ်ရှားသွားပါဘူး PDF အကြံဖတ်တွေကိုပြောနေတာကတော့ရင်းကအေးချမ်းခဲ့တဲ့မုံရွာအခုမအေးချမ်းတော့ဘူး Fancy လူတက်ခမားတိုင်နေပြည်သူတွေဒုက္ခရောက်ရတယ်အခုကျွန်တော်တို့စီမှာနှစ်စဉ်ကျင်းပခဲ့တဲ့ body တစ်ထောင်ဘုန်းကြီးတန်ဖိုးတွေလောင်းတော်ကတ္တဗာပြာပွဲတွေလည်းအခုမကျင်းပနိုင်တော့ဘူးရင်းလုံးအေးချမ်းနေနေကြပါလေ ီလူတွေကလည်းတရားပွဲတွေကိုကြွားကြည့်နေပါတယ် PDF အကျန်းဖတ်တွေအနေနဲ့အမြင်မှန်ရပြီးလင်းဝင်ခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်တို့ခုလိုနေနေထွေးထွေးကျူစုပေးတဲ့လူကြီးများကိုလည်းထူးကျေးဇူးတင်ပါတယ်ဒါရိုက်တာဘသူလဲဆိုတာကိုတည်တဲ့လူတွေတစ်ချက်တော့ကျွန်တော်ကိုပြုပေးကြပါဦးเนาะဒါရိုက်တာဒါတော်လို့လို့တယောက်ဆောင်တွေကတော့တိတ်မတော်ပါဘူး အပြုံးနဲ့အမှုရာတွေကဖြစ်တဲ့မဟုတ်ဘူးဆိုတာကိုပြတ်တာလားဖြစ်ပါတယ်။ Okay ပါတကယ်ချင်းတော့ဒီမနက်တင်ဆက်မှုကတော့ဒီလောက်ပါပဲ။ကျေးဇူးများကြည့်တင်ပါတယ်။ကျမကြီးခုစိတ်ကြပါ။ I love you all. God bless you all. Thank you for your time.